ားလုံးပဲမြင်လာပါဗျာ YouTube channel လေးဖြစ်တဲ့ Linga Support channel ကနေလည်းကြိုဆိုပါရစေခင်ဗျာဟုတ်ကဲ့ပါကျွန်တော်အနေနဲ့ပေါ့နော်ဒါကဗတ်ဖလား၈၀ပွဲစဉ်တွေကိုကျွန်တော်ရွေးချယ်အသုံးသက်ပေးသွားမှာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်ဒီနေ့ကဗတ်ဖလား၈၀ပွဲစဉ်တွေထဲမှာဆိုလို့ရှိရင်၄ပွဲပဲရွေးချယ်ပေးထားမှာဖြစ်ပါတယ်ဒါလို့၄ပွဲဘော်ဒီရွေးချယ်ပေးသွားမှာဖြစ်တယ်ကြိုက်တဲ့ညီကိုတွေကဘော်ဒီဆော်ပါမကြိုက်တဲ့ညီကိုတွေကဘက်ကန်ဆော်ပြီးတော့မောင်းတွဲဆော်လဲရပါတယ်ခင်ဗျာနော်ဒါမကြိုက်တဲ့ညီကိုလည်းဘက်ကန်ဆော်ကြပါမောင်းတွဲမှာလဲအဲကြောင့်အစောဆုံးပွဲစဉ်ဖြစ်တဲ့ပေါ့နော်ဒါဖင်လန်နဲ့ဒါလက်တူနီးယားပွဲစဉ်ကျွန်တော်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဒီပွဲစဉ်တွေက၁၇နှစ်ပွဲပြ တော့အင်ဝင်ဖြစ်တဲ့ဒီဖင်လန်နေပြီးလက်ဒိုနီးယားကိုတလုံးတည်ကြောပေးထားတယ်ကနအူးဆေးရနေပြီးခုလက်ရှိဘော်ဒီဆေးပေါ်တော့ဒါတလုံးတည်ပေးထားတယ်ခူပေါင်းဆေးကနှလုံးသွင်းပြသုံးရှုံနေပေးထားပြပင်လယ်ကလက်တူနီယောင်းအနိုင်ရရှိသွားခဲ့မှဆိုရင်ရမက်ဆယ်မဲနဲ့ပေါ့နော်အစင်ကြားမှာရှိတဲ့네덜란드ဟိုဒါဖီယာပေးရမှာဖြစ်တယ်네덜란드ကတော့ဒီနေ့ညမှာပေါ့နော်ဒါမော်တာနဲ့ကစားရမှာလည်းဖြစ်တယ်ဗျအဲ့ကြတော့စောတုံးပွဲစဉ်ဖြစ်တဲ့ဒီဖင်လန်ကနေပဲလက်တူနီယောင်းတလုံးတည်ပေးထားပြီးကိုပေါင်းသိန်းနှလုံးသွင်းတာကြားဆုံးအရှုံးလေးဖောက်ပေးထားတဲ့အတိုင်းမှာဆိုလို့ရှင်နှစ်သိန်းပေါင်းထိတ်တိုက်တွစ်ဆုံရဖို့ ပြောရမယ်ဆိုရင်ပေါ့နော်ဒါတပွဲတည်ကြတာပြီးတော့ဒါတပွဲကိုရှုံးနေထားတယ်ရှစ်စပွဲတုန်းမှရှုံးတာပြီးတော့တပွဲမှာပေါ့နော်အဝေးဆုံးမှာဆက်ရောက်ရှင်ပြောင်းတာဆိုရှင်ဒါလက်တုန်းလေးအင်္ဂါမှာဖင်လန်နှစ်နှစ်နဲ့တည်ကြတာဖြစ်တယ်ဒီခေါက်မှာလဲဒါဖင်လန်ကနေပြီးတော့အနိုင်ရရှိပြီးတော့နောက်ထပ်၃မဲ့ကိုရယူသွားလဲပို့စူးစမ်းလာမယ်လို့ကျွန်တော်တွေးမိတယ်ကိုကမညာလကတော့ဖင်လန်ဒါမှမဟုတ်2စီအဲ2-1ပေါ့နော်ဒီလောက်ဒီခံမရလည်းမိပါတယ်ကျွန်တော်စိတ်ကြိုက်ကိုရွေးချယ်ပေးရမယ်ဆိုရင်တော့ဖင်လန်နဲ့ဒီလက်တုန်းလေးရဲ့ပွဲစဉ်မှာအင်ဝင်းဖြစ်တဲ့ဖင်လန်တင်းကိုပဲကျွန်တော်ရွေးချယ်ပေးခြင်းပါတယ်ခင်ဗျာနော် နောက်ထပ်တပွဲဖြစ်တဲ့ဒါဘယ်လောက်နဲ့ဒိမ့်မဲ့ပွဲကျွန်တော်ဆက်လက်ရွေးချယ်ပေးသွားမှာဖြစ်တယ်ဗျဘယ်လောက်နဲ့ဒိမ့်မဲ့ပွဲစဉ်မှာဆိုလို့ရှိရင်ဝေဝင်ဖြစ်တဲ့ဒီဒိမ့်မဲ့ကနေပြီးတော့နောက်ဘယ်လောက်လို့နှလုံးသွင်းတာပြဆုံးရှုံးသေးကြော်ထားရဲကိုပေါင်းသေးကောက်သုံးလုံးတည်သေးဒီဖောက်ပေးတာအခုလက်ရှိပေါက်တဲ့ body ဈေးနဲ့အခုလက်ရှိပေါက်တဲ့ကိုပေါင်းသေးဗျဆိုတော့ဒိမ့်မက်ကဒီနေ့အနိုင်ရရှိမှသာလင်းဒါကပ္ပဗလာ၈၀ပွဲကိုနောက်ထပ်အသင်းတွေအနိုင်ရကမှတည်ပေါ်တော့ဒါ အစုပါနဲ့တက်ပြီးတော့ဒါရှစ်စပွဲကိုအောင်မြင်မှာလည်းဖြစ်တယ်ဗျဘယ်လာရုနဲ့ပေါ့နော်ဒါဒိမက်တို့ရဲ့ဒီသင်္ဒရုံထိုက်တိုက်တွေ့ဆုံမှုရှင်ရမယ်ဆိုတော့ဒိမက်ကတော့ตายလို့လို့ပြောရတယ်ဗယ်လာလူကတော့အစုအစင်မှာရှုံးပွဲတွေရှိနေပြီးတော့ဂျုံလိထားလည်းဖြစ်တယ်ဗျအဲကြောရမက်ကိုလိုအပ်ချက်ရှိတဲ့ဒါဒရာလူကလိုအပ်တယ်လို့ဒိမက်ကပုံပြီးလိုအပ်ချက်ရှိတယ်ဒီဝက်နိုင်ပြီးနောက်ထပ်လက်ကျန်ပွဲစဉ်၃ပွဲကိုအနိုင်ရရှိမှသာလဲဒိမက်ကလည်းဒါကပ္ပလာရှစ်စပွဲကိုတရရရရှိမှလည်းဖြစ်တယ်ဗျအဲကြောဒီ ခုပေါင်းချင်းမှာဆိုရင်လည်း၃လုံးသေးပေးထားရယ်ဘောကြီးနှလုံးသွင်းသွားကြာဆုံးရှုံးသေးပေးထားတဲ့အချိန်မှာဆိုရင်ဒီဘယ်လာရုနဲ့ဒိမက်တို့ရဲ့ဒီကိုခန့်မှန်းရလက်ကတော့အကျွန်တော်အနေနဲ့ပေါ့နော်ဒါဘိုးကင်းဖြစ်တဲ့ဒိမက်ကနေပြီးတော့ဒါ2စီလောက်နဲ့နိုင်ရရှိပြီးတော့နောက်ထပ်အနိုင်၃ဘက်ကိုပဲကျွန်တော်ရယူသွားလိမ့်မယ်လို့တွေးမိပြရစက်ကြောက်ကိုရွှေ့ချက်ပေးရမယ်ဆိုရင်ဒီနေ့ပေါ့နော်ဒါဘယ်လာရုနဲ့ဒိမက်ပွဲစီမှာကျွန်တော်ကတော့ဒိမက်ဘော်ဒီပဲကျွန်တော်ကြိုက်ပါတယ်ဒီပွဲစဉ်လည်းအကြိုက်ချင်းတွေ့နေယူလိုက်ပြီးစောက်ကစားကြပါပြောနော်နောက်တစ်ပွဲဖြစ်တဲ့ဒီမော်တာနဲ့နေတာလန်ပွဲကိုကျွန်တော်ရွှေ့ချက်ပေးတော့မှာဖြစ်တယ်ဗျမော်တာနဲ့နေတာလန်လို့ပွဲစဉ်မှာဆိုရင်ဝိုးကင်းဖြစ်တဲ့နေတာလန်ဘော်ဒီစစ်တော်တော်များတယ်ဗျ ဒါအုပ်စုရဲ့နံပါတ်1မှာဖြစ်နေပြီးတော့ဒီနေ့အနိုင်ရရှိမှသာပေါ်တော့ဒါသူ့နဲ့ဒါနောက်ထပ်ပွဲတွေအနိုင်ရရှိပြီးတော့ပေါ်တော့ဒါကပ္ပပလာကိုရှင်းစုပြီးတော့ရရရှိသွားမှာဖြစ်တယ်ဆိုတော့ကျွန်တော်ပြောစင်တာတခုကတော့ဒီနိုင်ငံပွဲစဉ်တွေမှာဒါဂိုးတွေကအများကြီးပေးထားတယ်ပေါ်ဒီစီကြောထားတယ်ကိုပေါင်းသေးလည်းကြောထားတယ်ဗျအခုဆိုရင်ဒီ Netherlands နဲ့ Motor တွေဝယ်တယ်ပါတယ် ဘိုးဘင်းဖြစ်တဲ့နေတာလန်းနေပြီတော့เนาะဒါမော်တာကိုကျောထားခြင်းမှာဆိုသုံးလုံးသွင်းတာပြားဆုံးအရှုံးလေးကျောထားတယ်ကိုပေါင်းသေးလေးလုံးတည်ကြအဲ့အောင်မှာလေးလုံးသွင်းသွားရင်ပြားဆုံးအစားရှိရဲသုံးလုံးအရှုံးလေးရှိရဲဒါလောက်ထိလိုက်တာပြီးတော့လေးလုံးသွင်းသွားရင်လည်းဒါပြားဆုံးအစားသေးကတော့ဒါကြောင်းမဲ့သွားဖို့လို့ရှိတယ်ဗျ။ဘာလို့ဆိုတော့ပထမတစ်ချိန်တွေ့ခဲ့တဲ့အချိန်မှာမော်တာနဲ့ဒီနေတာလန်းအိမ်ဝင်မှာပေါ့เนาะဒါ မြေသားလည်းအင်္ဂွေကနေပြီးတော့ရှစ်လုံးတိထည့်တာတွေ့ရဗျ။အဲဒါဘောစီတီတရားများအကျုံမှာစဉ်းစားဖို့တော့ခက်တယ်ဆိုရင်မဲမော်တာကလည်းအဲ့လောက်ထိတော့ဒါမြေသားလန်ကိုရှင်းကန်နိုင်ဖို့လို့မဖြစ်ဘူး။မြေသားလန်တကယ်လို့တွင်းကားမဲ့ကိုဆိုရင်လည်းအနည်းဆုံး၄လုံးလောက်ထိတော့ရသွားလိမ့်မယ်လို့ကျွန်တော်မြင်မိတယ်။ဒါကျွန်တော်အကြိုက်တယ်မလို့ကိုယ်ကြီးအနိုင်ပေးပေးထားမဟုတ်ဗျ။ဒီနိုင်ငံပွဲဆိုတာခံမရခက်တယ်ဆိုတော့အဲ့ကြောင့်မို့ကျွန်တော်ကဒီမော်တာနဲ့ဒီမြေသားလန်ပွဲစဉ်မှာ အရေးဆုံးမီနေတာလည်းလိုက်ဆော်ပြဘော်ဒီပဲဘာဖြစ်လဲဒါလေးလုံးသွင်းသွားရင်တင်သွားသုံးလုံးသွင်းသွားရင်တင်သွားပြပြဆုံးချုံးပြီးတော့နေတာလည်းဘော်ဒီပဲကျွန်တော်ရွေးရှယ်ပြီးတော့လိုက်ပြီးစော်ကစားသိကျင်တယ်ပေါ့နော်နောက်တစ်ပွဲဖြစ်တဲ့ဒီ support တန်လန်နဲ့ glee ကိုကျွန်တော်ရွေးရှယ်ပြီးသွားမှာဖြစ်တယ်ဗျ support တန်နဲ့ glee ကဘောရမလွယ်ချက်ရှိနေဗျအစင်စရာကတော့1နဲ့3ဗျရမကလေးကဒါ4မှတ်3မှတ်ဖြစ်ထားတာဖြစ်တယ်နှစ်သင်းသုံးကလည်းရုံးကံမှာဖြစ်တယ်ဗျတရားဝင်ခွင့်ရဖို့တော့ကိုကဘာဖလာတော့ကိုနှစ်သင်းလုံးရုံးကံမှာဆိုတော့ရှစ်တူသေးပဲဖောက်ပြရတယ်ဘူပေါင်းကနှလုံးသွင်းသွားပြဆုံးချုံးသေးဗျ ဒါပေမဲ့သူ့တဲ့ဒီလိုအပ်ချက်ရှိနေတော့ support line အင်ဝဲမှာလေဗျကရိယာဝေခွင့်ပေါ်တော့ထိန်းစော့တတ်တယ်ဆိုရင်မဲ့ဒီနေ့ကျွန်တော်ရဲ့စိတ်ကြွေးရွှေ့ပြရမယ်ဆိုရင်စကော့တလန်နဲ့ဂရီဘွားမှာဆိုရင်အင်ဝင်ဖြစ်တဲ့ကျွန်တော်ကတော့စကော့တလန်ဘော်ဒီဝဲကျွန်တော်ရွှေ့ရှယ်ပေးခြင်းပါတယ်ခင်ဗျာနော်ဟုတ်ကဲ့ပါကျွန်တော်အနေနဲ့ပေါ့နော်ဒါသဘာပလာ80ပွဲစဉ်နဲ့မှာပေါ့ဆိုရင်ပေါ့နော်ကျွန်တော်ရဲ့စိတ်ကြွေးရွှေ့ထားတော့ဒါဖင်လန်နဲ့ဒါလက်တူနီးယားပွဲစဉ်မှာဆိုအင်ဝင်ဖြစ်တဲ့ဖင်လန်ဘော်ဒီရွှေ့ရှယ်ပေးထားပါ ဘယ်လာရုနဲ့ဒိမက်ပွဲစဉ်မှာဆိုရင်ကျွန်တော်ကဒိမက်ပေါ်ဒီမော်တာနဲ့တာလန်ပွဲမှာဆိုရင်တော့နက်တာလန်ပေါ်ဒီဆက်လက်ရွေးချယ်ပေးထားတာဖြစ်ပါတယ်။စကော့တလန်နဲ့ဂရီနဲ့ပွဲစဉ်မှာဆိုကျွန်တော်အင်ဂွတ်ဖြစ်တဲ့ဒါစကော့တလန်ပေါ်ဒီပဲကျွန်တော်ရွေးချယ်ပေးထားတာဖြစ်ပါတယ်။ဒီပွဲစဉ်၄ပွဲသလုံးအွန်ယူလို့အကြိုက်ရှင်တို့မှာဆိုရင်ပေါ်ဒီတီတန်ထောက်ရသလိုမောင်းတွဲပြီးလဲဆော့ကစားလို့ရပါတယ်ခင်ဗျာနော်။ဟုတ်ကဲ့ပါကျွန်တော်ရဲ့ဗီဒီယိုကိုကြည့်ရှုအားပေးတဲ့ညီကိုထူပဲကျေးဇူးတင်ပါတယ်။ကောင်းကောင်းကြပါစေ။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။